ကိုးတိုင်းအနောက်ချမ်းတာရီခရိုင်ရှင်းမြွနယ်ရဲကမင်းလာမြွနယ်အင်ဂျင်ကုန်းအုပ်စုအညာတန်းကြီးကျေးရွာထိပ်ရှိရန်ကုန်ပြည်လမ်းမပေးတွင်ဖွင့်လှစ်ထားတဲ့ထမင်းဆိုင်မှာထမင်းဝင်စားနေတဲ့စစ်တပ်နဲ့ပြည်စော်ဒီပူပေါင်းအဖွဲ့ကိုဧပြီလ22ရက်မနက်10:30မိနစ်အချိန်မှာတွားရောက်တိုက်ခိုက်ခဲ့တယ်လို့တာရီခရိုင်တရင်383ညနေ့ထမ်းမှသတင်းရရှိပါတယ်ရှင် ရန်ကုန်ပြည်လမ်းရဲ့အရှိတ်ဖက်ချမ်းမှာရှိတဲ့ကျေးရွာတွေကလူငယ်များကိုအကြမ်းမဲ့စစ်တပ်မှပေါ်တာဆွဲပြီးတပ်သားတွေစုဆောင်းဖို့လာရောက်မယ်ဆိုတဲ့သတင်းကိုကြိုတင်ရရှိခဲ့တဲ့အတွက်တာရီခရိုင်တရင်383ညနှင့်တခွဲနှစ်နှင့်တခွဲသုံးရဲဘော်တွေကမြေပြင်နှင့်ဆင်လာပြီးရန်ကုန်ပြည်လမ်းပိုင်းကိုနှစ်ဖွဲ့ခဲကဖြန့်ကျက်နေရယူခဲ့ကြောင်းတခွဲနှစ်တခွဲမှုရဲဘော်တိုင်တိုင်မှတာရီ ACD သတင်းဌာနကိုပြပြထားပါတယ်ရှင် အဲ့ဒီအချိန်ရန်ကုန်ပြည်လမ်းဘေးအညာတန်းကြီးကျေးရွာထိပ်ရှိ93မြန်မာထမင်းဆိုင်မှာထမင်းစားနေတဲ့စစ်ကောင်စီပူပေါင်းတပ်ကိုတွေ့ရှိတာကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။တို့ရဲဘော်တွေလည်းပဲတာပေါ်မှာဒီ93အဲထမင်းဆိုင်နေရောနေရောပေါ့နော်အကောင်လုံးဝင်ရရှာဖွေအဲအကောင်လုံးလောက်ခဲ့ပြီးတော့နည်းနည်းမြန်မာမရှိတော့သူတို့တွေလည်းပြေးကုန်တဲ့အတိုင်းအတာတွေလည်းဖြစ်လဲဖြစ်တော့ကျွန်တော်တို့လည်းပဲနောက်ကြောင်းပြန်ဆုတ်လာခဲ့လိုက်တယ်ပေါ့နော်အဲလိုမျိုးရှိပါတယ် အဆိုပါဝင်ရောက်ပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သားတွေဟာဖျို့ဖျဲဖြစ်ပြီးဆိုင်ရည်ကြီး၎င်းတို့ဆိုင်ကယ်တွေအပြင်ပြည်သူများဤဆိုင်ကယ်တွေကိုပါယူဆောင်မောင်းနှင်ထွက်ပြေးကြဒေါ်လာရဲ့ရဲဘော်တွေကဂိုင်းမီရင်တရာအထိလိုက်လံပစ်ခတ်ခဲ့ကြပါတယ်ရှင်။ တရားအောင်မှာပဲစစ်ခွေးနဲ့ပြူခွေးနှစ်ကောင်တည်ဆုံနေဈေးရုံကိုတင်သွားတာလည်းရှိတယ်အဲ့ဒီအချိန်မှာမင်းလဈေးရုံမှာ6ယောက်လောက်ကတည်ဆုံပြီးတယောက်ကဈေးရုံမှာတင်ဆဲဖြစ်နေတယ်အကုန်စုစုပေါင်းဆို10ယောက်လောက်တည်တယ်လို့တခွဲနှစ်တခွဲမှုရဲဘော်တိန်တိတ်ကတာယော်ရီ ACD ကိုရှင်းပြထားပါတယ်ရှင် တိုက်ခိုက်မှုကိုတော့တာရီခိုင်တရင်383ညနှင့်တခွဲနှင့်ရဲဘော်များမှစီးရဲလုဆောင်ခဲ့ခြင်းဖြစ်သလိုထမင်းဆိုင်နှင့်ရန်ကုန်ပြည်လမ်းအပိုင်းအခင်းဖြစ်ပွားရာနေရာမှာတော်လန်ရဲရဲဘော်များကရှာဖွေမှုတွေလုဆောင်ပြီးနောက်နေ့လယ်2နာရီ15မိနစ်အချိန်ခန့်တွင်စစ်ကောင်စီလက်တပ်မှ MI 35ရဟတ်ယာဉ်နှင့်ရုံးမအဆက်ရှိပြည်သူများနေထိုင်ရာနေရာများကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးလဲထိတိတိုက်ပွဲများဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများအနီးသွာလာနေထိုင်မှုများမပြုလုပ်ကြဖို့နဲ့စစ်တပ်ဘက်မှလေကြောင်းတိုက်ခိုက်မှုများလုံဆောင်နိုင်တာကြောင့်အထူးတတိထားနေထိုင်ကြဖို့ကိုတက်ခွဲမှုရဲဘော်တိုင်တိုင်းမှ Tyree ACD သတင်းဌာနကနေအတိပေးပြောကြားထားပါတယ်ရှင်